ယောဂီသူတော်စင်များအလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥဇင်းရဲ့ဆွေတော်မျိုးတော်များဥဇင်းကတော့ဣတေတိဆရာတော်ပါယောဂီဆိုတာယောဂီချင်းဝလျှောက်ပါ အကုန်ချဘူးတာပဲမချဘူးတဲ့လူတွေအတွက်အမုံမမြစကားသိမ့်စီ ဆောင်းစည်းအိန္ဒိယအိနေနိုဂျာအစာမကြီးတယောက်တည်းနေဤချင်းထွေမြေစီယောဂီမာတဲ့အမုန်းကိစ္စတွေမများရအောင်အမုန်းမများစကားသိမ့်စီဆိုတာကတရားကို ဖြတ်တာစကားအနေစကားသိမ့်စီပြီးတော့မှတရားနဲ့တရားစကားတွေရှုပ်ရှက်မခဲရအောင် အကြောင်းတရားတွေကိုဖိနိုင်အောင်ဟိုကစကားပြောတဲ့အခါတတိကလေးထားပြီးတော့မှ တရားအကြောင်းကိုပဲ ပြောရမှာဖြစ်တယ်။တရားအကြောင်းမဟုတ်ပဲလောကအကြောင်းတွေဝင်တော့ရင်အဲ့ဒါသီလချိုးပေါက်နေတာပဲ။နော်။စကားသိစီဆောင်းစီအင်ဒရီဆိုတာကအင်ဒရီလျှောက်ပါရှိတယ်။နော်။မျက်စိအင်ဒရီနားအင်ဒရီ နှာခေါင်းအိန္ဒြေရှာလျာအိန္ဒြေကိုအိန္ဒြေစိတ်ဆိုပြီးတော့အိန္ဒြေလျှောက်ပါဆိုတာပရမတ်တာတရားတွေကဖိန်မွေးလွန်တဲ့အတွက်အတွက်ကိုကဖိန်မွေးတာကိုပြည့်ပြည့်မြင်နိုင်ဖို့အတွက်ယောဂာသေးနဲ့တူအောင်ကျင့်ရတယ်တဲ့ ကိုကအားရှိတော့ညာလေအားမရှိသလိုဖြစ်ဖြစ်ချင်းကြောလန့်နေရတယ်လေတောင်လောက်ကြီးပြီးတော့လက်တွေကိုလေလွေးပြီးတော့မတော်ဘူးလက်နှစ်ဖက်ကိုအရှိမပိုက်ထားတော့၎င်းနောက်မှရှက်ထားတော့၎င်းဟိုကညာလန့်တွေကညာလန့်တွေပေါ့အဲတော့မှပြင်းရက်တွေပါနေသေးတယ်သူကခန္ဓာကိုရွေးလျားနေတာတွေကိုသိပေးပြီးတော့မှ ကျော်လန်းရှာလန်းကျော်မြန်နိုင်ရင်အဲ့ဒါကိုစိတ်ကပိစုံပံမှာငြိမ့်နေတဲ့အခါအဲ့ဒီပိစုံပံမှာငြိမ့်နေဖို့အတွက်လေကိုကသီလကိုစင်ကြည်အောင်အမြဲတမ်းကြိုးစားနေရတယ်ဥပမာရှင်နေပါတယ်မရိုက်ရဘူးပေါ့နော်ကျိုးတွေပါတယ်လေမရိုက်ရဘူးမတတ်ရဘူးပေါ့ ဒါသီလအခြေခံသီလက၅ပါးသီလမှာအခြေခံထားပါတယ်အဲ့ဒါနဲ့ကိုကသီလပြည့်စုံပြီဆိုမှသီလစင်ကြီးပြီဆိုမှကိုကစိတ်တဝိတုဒ္ဓိစိတ်စင်ကြီးမှဖြစ်တယ်အမုံမမြာဆောင်းစည်းဣန္ဒြေဆိုတာကကိုတို့ကခွက်ကလေးတွေကိုဂိုင်တဲ့အခါအပံမထွက်အောင်ခွက်နဲ့ဇွမ်းနဲ့မခက်မိအောင် တိမ်တောင်တိမ်တောင်နဲ့မဖြစ်အောင်ဟိုကစားရတဲ့အခါလေးဝေါ်တဲ့အခါလေးပြက်ပြက်ပြက်ပလုတ်ပလောက်မမီအောင်ဒါတရားစခန်းတွေမှာလေအမြဲတမ်းခွေတွေပါတွေဖွင့်ပေးတာပဲเนาะသိကြမှာပါဒါမကြဘူးတဲ့အာယောဂီအသစ်တွေအတွက်ပဲပြောပြရတာပေါ့အခုကဆောင်းစည်းအိန္ဒြေအဲ့ဒီနိုးကြတရားမတည့်လူဆိုတာမအိတ်လေကောင်းလေပဲ အဲ့ဒီနှိုးကြဆိုတာကိုကတရမှတ်ဖို့ပဲအားတိုက်ထားတာမို့လို့အမြဲတမ်းနှိုးနေတယ်မအိပ်ဘူးပြောမယ်ဆိုရင်ညာလေးရံမှာတရမှတ်ကိုမအိပ်တာတကယ်ဆိုရင်အဲ့လိုမျိုးဖြစ်နေရမယ်နှိုးနှိုးကြကြချဲ့အိတ်ချဲ့နှိုးပေါ့နော်ကြကုတ်ချခေပေါ်ကိုကတခါတွေနိုးနိုးကြကြနဲ့တတိဝီရိယကြီးစော်နဲ့ပိစုံပံမှာဘာတွေဖြစ်ပြနေလဲဆိုတာသိနိုင်အောင ဖြစ်ပျက်တွေမြင်နိုင်အောင်စိတ်တွေကဘယ်ဘာစိတ်တွေကုနေလဲကိုစိတ်တွေဘယ်ရောက်နေလဲဆိုတာကိုသိနိုင်ဖို့အတွက်ကိုကသိမ်မွေးတဲ့အမှုအရာရှိရမယ်ဆိုဆောင်းစီအိန္ဒိယအိနေနိုကြနိုနိုကြကြနဲ့အရင်နဲ့လူပါတစ်ခုခုဖြစ်လာရင်ကိုကရှိုင်ရှိန်ကြီးအနိုးဖြစ်ရမယ်เนาะအိပ်ပုတ်ကြီးမဖြစ်ရဘူး အစာမကြီးစားတဲ့ခါလဲအများကြီးစားစရာမလိုပါဘူးထီခန္ဓာကိုကျဲမာယုံကိုလိုကအရသာအတွက်စားတာမဟုတ်ဘူးအရသာခံပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့စားတာမဟုတ်ပါဘူးဒီခန္ဓာကိုယက်တီနိုင်အောင်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနောက်ထောင်နိုင်အောင် ကျဲမာပြီးတော့မှတတိနဲ့တဏဘလိုမျိုးကိုယ်ကို လိညာလေးဖြားနေလေဆိုတာကိုမြင်နိုင်အောင်သိနိုင်အောင်ကိုကအဲ့ဒီအတွက်ပဲစားပေးတာဖြစ်တယ်စားနေတဲ့အချိန်မှလည်းတဏမဝင်အောင်မောရင်တဏတွေကသွေးထိုးလုံးစော်မှာပဲလေမင်းနောက်တဒုံစားလိုက်စမ်းဟိုဟာလေးလှုပ်လိုက်စမ်းသူခိုင်းတာတွေကိုကိုကမြင်နိုင်လာမှာပဲညံနေနော်အစာမကြီး ဆိုတော့ဥပမာကိုယ်ကရေနွေးတောက်တတ်တာတို့ကော်ဖီတောက်တတ်တာတို့အဲ့ဒါတွေလေဖြတ်ထားလေပိုကောင်းလေပဲအချင်းမလုံးနဲ့အာနေခင်ပဲမုံခိုးစားတာတို့เนาะမပြောသီးတွေထားတာတို့ဘာမှလေးစားပေးစရာမလိုပါဘူးစွန်းနေနေလောက်စနေရရင်တော့မာဒီဖန်တာရက်တည်နိုင်ရင် တရားကျင့်နိုင်ပါပြီဒါစိတ်ကိုအလိုမလိုက်နဲ့လို့ပြောတာပေါ့အစာမကြီးတယောက်တည်းနေယောဂီဆိုတာအမြဲတမ်းတယောက်တည်းပဲအခုဖုံဖုံတောင်မှတရားတတိပေးနေတဲ့အတွက်လူတွေနဲ့ဆက်ဆံတယ်လို့ဖြစ်နေတာပေါ့ယောဂီဆိုတာတယောက်တည်းပါပဲတယောက်တည်းနေတစိတ်တည်းထားပြီးတော့တယောက်တည်းကျင့်ရမှာပေတဲ့ခါလေးတယောက်တည်းသေးမှာပဲမွေတဲ့ခါလေးတယောက်တည်းမွေတာကိုအပေါင်းအသင်းတွေလည်းသိမလုံးနဲ့ပေါ့တယောက်တည်းနေ ဤကျင့်ထွေမြေစီယောဂီမာလဲဤယောဂီဆိုတာဤကျင့်ထွေတွေကိုကြည်ရမယ်